အားလုံးပဲမင်္ဂလာပါ Pitch Talk ကနေရောပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲကျွန်တော်တို့ဒီ Premier League ရဲ့ပွဲစဉ်ဆက်နေဖြစ်တဲ့ Super Sunday မှာဆိုရင်တော့ Aston Villa နဲ့ Leeds United တို့ရဲ့ပွဲစဉ်ကိုကျွန်တော်လူတို့ရှင်းလေးသုံးသပ်ပေးသွားမယ်ပေါ့နော်။ဒီရှင်းပြကစားမယ့်အင်ခွဲ Leeds United ရဲ့အင်ခွဲဗျ။ Leeds United ကဒီကျွန်တော်အခုတစ်ချက်ကြည့်လိုက်တာသူကမထင်သာရတော့အင်ခွဲရလက်လေးခက်စိတ်စိတ်လေးဆိုကောင်းနေပေါ့နော်။ဒီအင်ခွဲရလက်တွေကောင်းနေတယ်ပြောရမယ်။ နဲ့အတူပဲတွဲနေရနေရသည်ရှုံးပွဲလေးရတယ်ခက်ဆိတ်ဆိတ်လေးဆိုတော့ဒီနောက်ပိုင်းပွဲတွေမှာများလာတာကိုလည်းကျွန်တော်တတိထားဖို့တော့လိုတယ်ပေါ့နော်ဗီလာနဲ့လီနဲ့ရသည်2023မှာသူတို့နောက်ဆုံးတွေ့ဆုံလာတယ်အဲ့မှာတော့ဗီလာအသာစီရတယ်ပေါ့နော်ဒီလီယူနိုက်တက်ကဒီအန်နာဒိုအသင်းနေထဲမှာဆိုလို့ရှိရင်တန်းတက်လာတဲ့အန်နာဒိုအသင်းနေထဲမှာဆိုသူအိမ်ကွင်းလေးကတော့မဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဖြောတော့တွက်လို့တိတ်မရဘူးဗျာ အက်စတွန်ဗီလာမှာလည်းဒီအိုလီဝါကင်းတို့မော်ဂန်ရော်ဂျာတို့အဲ့ဒီကစားသမားတွေကလည်းခြေသွမ်းပြနေရတော့စောင့်ကြည့်ရမယ်ချင်းနေတော့ကျွန်တော်ရှိရပါတော့ကျွန်တော်အနေနဲ့ကတော့ဒီလက်ရှိဖောင်ရာ SOV လာကိုပို့ပြီးတော့ကြိုက်တယ်ပြအဲ့ဒါတော့ကျွန်တော်တို့ဒီတွေးဖယ်ပြီးတော့ညင်ပယ်လို့တော့မရဘူးပေါ့နော်ဒီကျွန်တော်အမြင်ကိုပြောရမယ်ဆိုတော့ဒီဘွဲစင်တော့ကျွန်တော် Aston Villa body နဲ့ goal box ကိုကြိုက်တယ်ပြဒီတစ်ခုကိုပဲကျွန်တော်မဖြစ်မနေပြီးပြပါဆိုရင်တော့ကျွန်တော် Aston Villa ကို body ကိုပို့ပြီးတော့ကြိုက်ပါတယ် ကိုလူတော်ဘာလို့ထင်လဲဗျဒီကွဲတယ်လေး comment မှာဝင်အောင်ဆွေးနွေးကြလို့ရပါရဲ့ဗျ